ါလီစောပါဒီကနေ့ဇွန်လ၄ရက်နေ့နရင်စရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မအေမြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့စစ်ကောင်စီကအပြည့်အခက်ရက်စေးကြောင်းထုတ်ပြန်ပြီးတဲ့နောက်ကြောက်ဖြူမှာလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့ဆိုတဲ့သတင်းမောင်တော်မြို့မှာညမထွက်ရအမိကိုည9နာရီကနေည6နာရီအထိရှော့ချလိုက်တဲ့ဆိုတဲ့သတင်းနဲ့ အမ်ပတန်ရိုးမပေါ်ကိုတက်မ69စစ်ကြောင်းထိုးလို့တိုက်ပွဲတွေပြင်းထန်နေတဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။စစ်ကောင်စီကဇွန်လ10ရက်နေ့ကနေ30ရက်နေ့အထိယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စေတယ်လို့ထုတ်ပြန်ကြေညာထားပေမဲ့လည်းကြောက်ဖြူမျိုးပြင်ကနေရတချို့ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေဆက်လက်ပြုလုပ်နေစေဖြစ်တယ်လို့သတင်းရရှိပါရယ်။ စစ်ကောင်စီဟာအပြည့်ခတ်ရဲစဲထားတဲ့ကာလမှာပဲရေတက်ရင်ဖက်ကနေပြစ်ခတ်မှုတွေရှိနေတယ်လို့တညဝတီရေတက်ဌာနချုပ်ကနေလည်းပြစ်ခတ်မှုတွေရှိနေတယ်လို့ကြောက်ဖြူဒေသခံအမျိုးသမီးတယောက်ကပြောပါရယ်။ကြောက်ဖြူမျိုးအနီးမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကိုအရခတက်တော်ကယာယီရနာထားပုံရပြီးအမှတ်32ရေတက်ရင်တွေဖက်ကကင်းစခန်းတွေတိုက်ခိုက်တာကာကင်းစခန်းတွေကိုကြားထိုးရာစတဲ့တိုက်ပွဲဖြစ်တဲ့တွေကိုမကြားရတော့ဘူးလို့ဒေသခံတွေကပြောပါရယ်။ စစ်ကောင်စီကလက်ရှိလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့နေရာတွေကတော့ကြောက်ဖြူမြို့နယ်တစ်ပုတ်တောင်မှာအခြေစိုက်ထားတဲ့တရားဝတီရေတပ်ဌာနချုပ်နဲ့ကြောက်ဖြူမြို့ပြင်မှာရှိတဲ့အမှတ်32ရေတပ်ရင်းတွေကဖြစ်တယ်လို့မြေပြင်စီရေးတရင်ရင်းမြစ်တယောက်ကလည်းနှဝင်စရာကိုပြောပါရယ်။ AA နဲ့ထိုးစစ်စင်တာမျိုးမရှိဘဲနဲ့တိုက်ပွဲတွေရန်နာထားပေမဲ့လည်းစစ်ကောင်စီဘက်က AA ကိုကြောက်စိတ်တွေလွန်ကဲပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာဖြစ်တယ်လို့လည်းဒေသခံတချို့ကသုံးသပ်ပြောဆိုကြပါရယ်။ အာရခတတော် AA တင်ပိုက်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်အနောက်ဘက်နေဆက်မောင်တော်မြို့ရဲ့ညမထွက်ရအမိကိုဇွန်လ10ရက်နေ့ကနေည9နာရီကနေည10နာရီကိုရှော့ရှာပေးလိုက်တယ်လို့သိရပါတယ်။မြို့ဝင်ထွက်တွေကိုလည်းည10နာရီအထိခွင့်ပြုလိုက်တာကြောင့်မောင်တော်မြို့ရဲ့လုံခြုံရေးဟာတိုးတက်လာလို့ဖြစ်နိုင်တဲ့အကြောင်းမောင်တော်မြို့ခံတယောက်ကနှရင်းစရာကိုပြောပါရစေ။အရင်က မောင်တော်မြို့ညမထွက်ရအမိကို ည9နာရီကနေမနက်6နာရီအထိတက်မှတ်ထားပြီးဇွန်လ10ရက်နေ့ကနေစပြီးည10နာရီကနေနောက်နေ့မနက်6နာရီအထိရှော့ချပေးလိုက်တာဖြစ်တယ်လို့လည်းသိရပါတယ်။2025ခုနှစ်ဇန်နဝါရီလကစပြီးမောင်တော်မြို့မှာ စပီးရှောင်းဒေသခံတွေကိုနေရပြန်နေခွင့်ပေးထားခဲ့ကည9နာရီနောက်ပိုင်းအပြင်မထွက်ကြဖို့အရခတက်တော် AA ကဒေသနေရအမိတွေထုတ်ပြန်ထားခဲ့တာပါ။ ဒါအပြင်မောင်နှောနေဇက်ဒေသကမွတ်စလင်ဒေသခံတွေအပါအဝင်အရခတ်တတော်အေးသိမ့်ပိုက်ထိန်းရှုပ်ထားတဲ့မြို့နယ်၁၄ခုကမွတ်စလင်တွေကိုအေအေရဲ့ထောက်ခံစာနဲ့လွတ်လပ်စွာ ခရီးသွားခွင့်ပြုထားတယ်လို့လေဒေသခံမွတ်စလင်တွေစီကနေသိရပါတယ်ရှင်။စစ်ကောင်စီကယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စဲတယ်လို့ကြေညာပြီး၂ရက်အကြာမှာ တမ69စစ်ကြောင်းတစ်ခုဟာအမ်ဘတန်လန်ယိုမပေါ်မှာ အရခတ်တော်အေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်ကြောင်းထိုးတက်ခတ်လာတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့သတင်းရရှိထားပါတယ်။တိုက်ပွဲဟာဇွန်လ3ရက်နေ့မနေ့ပိုင်းကနေစတင်ပြီးတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတာဖြစ်တယ်လို့အန်ဒေတာခန်စီရေးသတင်းရင်းမြစ်တယောက်ကပြောပါရယ်။တမ69ဥဆောင်တဲ့စစ်ကြောင်းတကြောင်းကအေအေထိန်းချုပ်ထားတဲ့နေမြေအထည်ကိုဝင်လာလို့အေအေကပြန်လေခုခံတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်တိုက်ပွဲတွေပြင်းထန်နေတာလို့ဆိုပါရယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အနီးပတ်ဝန်းကျင်ကိုနက်ရေကန်တောင်ကျောထိန်နဲ့တောင်ကျောတက်လျှောက်ကစစ်ကောင်စီတပ်စခန်းတွေကနေလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေပြီးပဒန်းမြို့ဆုံကုန်းအမြောက်တပ်ကနေလည်းလက်နက်ကြီးတွေပစ်ကူပေးနေတယ်လို့သိရပါတယ်။အမ်းမြို့နယ်အပိုင်းနက်ရေကန်တောင်ကျော MPD တာဝါတိုင်ကုန်းဘေးပတ်ဝန်းကျင်ကကာကန်စခန်းတွေအလုံးကိုမေလာ29ရက်နေ့မှာအာရခတက်တော်အေအေကသိမ်းပိုင်နိုင်ခဲ့ပါတယ်။ ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ထိုင်းမြန်မာနေဆက်ကရင်ပြည်နယ်မြဝတီဝေါ်လေလန်းပိုင်းကစစ်ကောင်စီရဲ့တစ်ဘောဘိုးဆက်စခန်းကို KNU နဲ့ PDF ပူးပေါင်းတပ်တွေကဇွန်လ3ရက်နေ့ညနေပိုင်းမှာသိမ်းပိုက်လိုက်တယ်လို့ဒေတာရင်းစီရေးသတင်းရင်းမြစ်တွေစီကနေသိရပါဗျာ KNU နဲ့ PDF တွေကအဲ့ဒီလိုသိမ့်ပိုက်နေတဲ့အချိန်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေသူတို့တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေကိုမှားပြီးဘုံကျဲတိုက်ခိုက်ခဲ့လို့စစ်သား30ကျော်လောက်သေဆုံးခဲ့တယ်လို့လေဒေသရင်းသတင်းတွေကဆိုပါတယ်။လက်ရှိမှာတော့တစ်ဘောဘိုးစခန်းကို KNU နဲ့ PDF တွေကအပိသက်တိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့ကလက်နက် KN တွေလည်းသိမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲကိုကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ကကရင်လွတ်မြောက်ရေးတပ် KNLA နဲ့ ကျေးဇူးကာကွယ်ရေးတပ် PDF ပူပေါင်းတပ်မဟာမိတ်တွေကမေလ28ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ထိုင်းမြန်မာနေဆက်မှာတော်လန်ရေးတပ်ဖွဲ့တွေတင်ပိုက်ဖို့စစ်ကောင်စီတပ်စခန်း၄ခုပဲကြန့်ရှိတော့တာဖြစ်ပြီးအဲဒီစခန်းတွေကတော့ဥကရိတ်ထဝေါ်လီဘူဟာကုန်းတိသေးလေစခန်းချီကပလေစခန်းတို့ဖြစ်ကြပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့မနေ့ကကျင်းပခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ရွေးကောက်ပွဲမှာတော့အတိုက်ခံခေါင်းဆောင်ဒီမိုကရက်တစ်ပါတီကိုစားပြုသမ္မတလောင်းလီဂျင်မြောင်ကအနိုင်ရရှိသွားခဲ့တယ်လို့တောင်ကိုရီးယားသတင်းတွေမှာဖော်ပြကြပါတယ်။တောင်ကိုရီးယားနိုင်ငံမှာသမ္မတဟောင်းယွန်ဆွက်ရီယောလက်ထက်ကအရေးပေါ်ဆေးအုပ်ရှုပ်ရေးအမိကြီးညာခဲ့တဲ့ဖြစ်ရက်နောက်ပိုင်း6လအကြာမှာရွေးကောက်ပွဲကိုကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ရွေးကောက်ပွဲမှာမဲအလုံးရဲ့69.11ရာခိုင်နှုန်းရေတွက်ပြီးတဲ့အချိန်မှာတော့ ီမိုကရက်တစ်ပါတီကိုစားပြုသမ္မတလောင်းလီဂျင်မြောင်ကထောက်ခံမဲ49.31ရခိုင်နှုန်းကိုရရှိခဲ့တာပါလက်ရှိအာဏာရပြည်သူ့စွန်အားပါတီ PPP ကိုစားပြုရှင်ပြိုင်သူကင်မွန်စုကတော့47.3ရခိုင်နှုန်းသာမရရှိခဲ့တာပါပြုပြင်ပြောင်းလဲမှုသည့်ပါတီရဲ့လီဂျန်စုကတော့8.29ရခိုင်နှုန်းရရှိခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။စစ်အုပ်ချုပ်ရဲ့အမိန်ကြေညာခြင်းမှုကြောင့် PPP အပေါ်လူကြိုက်များမုံတွေဟာတိတိတသားကြဆင်ခဲ့ရပြီးဒီမိုကရက်တစ်တွေအောင်ပွဲခံလိမ့်မယ်လို့ကြည်ကြည်ပြက်ပြက်ကြိုတင်ထင်ကြီးပေးထားခဲ့ရပြီးတဲ့နောက်အမှန်တကယ်ပဲလဲဖြစ်လာခဲ့တာဖြစ်ပါတယ် PPP ရဲ့သမတလောင်း Kim ကရွေးကောက်ပွဲမှာသူရှုံးနေခဲ့တော့ကိုစွန်လ3ရက်နေ့ညနေပိုင်းမှာဝန်ခံကြေညာခဲ့ပြီးအောင်ပွဲစီရှီတက်နိုင်ခဲ့တဲ့လီဂျင်မြောင်ကိုဂုဏ်ပြုကြောင်းပြောကြားသွားခဲ့တယ်လို့သိရပါတယ်ရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်လင်းတဲ့သတင်းတွေကို www.narisia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Narisia ရုပ်တံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။